ရန်ကုန်မြို့တစ်ဖက်ကဒလမြို့နယ်နဲ့ခွန်တမိုင်ကန်ကွာဝေးသောရွာကြီးတရွာမှာဗာဆန်ဆိုသောအသက်60ကျော်လူကြီးတဦးဟာမိသားစုဝင်နဲ့အတူနေထိုင်ပါတယ်။သူဟာအလွန်ထူးဆန်းတဲ့သူဖြစ်ပါတယ်။သူနေထိုင်တဲ့ရွာကြီးဟာလေယာချောင်းမြောင်းတွေရှိတယ်လို့လေယာလောက်ကန်စားတော့သူတွေများလာပါတယ်။ဒါကြောင့်လေသမားကောက်ဆိုင်ကောက်ရိတ်အင်းရိုင်ချောင်းချောင်းသမားတွေကမကြခဏမွေစိုးအကိုက်ခံကြရပါတယ်။အဲ့ဒီအရာကလည်းကိုက်လိုက်ရင်လည်းမွေပွေးမွေရောက်တာ ဖြစ်ပါတယ်။ရွာမှာကြည့်လက်ကြမ်းမာရေးစေကန်းရှိပေမဲ့ ဝေယံဒီရဲ့ကာဝယ်ဆေးဟာတခါတည်းရန်ပြက်လန့်သွားသလိုအချိန်ကာမဲ့မွေးကြိုက်ခံရရင်ရန်ကုန်မြို့ပကံကိုလာဖို့အနည်းဆုံး3နာရီခန့်လာမှရောက်ပါတယ်။ဒါကြောင့်လဲလမ်းမှာအသက်ဆုံးရတာများပါတယ်။ဒီလိုမျိုးမွေဆိုးတွေမကြာခဏအကြိုက်ခံရပြီးတစ်ဆုံးနေရတာကိုဘာဆန်အသက်40လောက်ကလေးကမြင်တွေ့နေရလို့စိတ်မကောင်းဖြစ်နေကြတာပါ။ဒါကြောင့်ဘာဆန်ဟာဆုံးဖြတ်ချက်တစ်ခုကိုခိုင်ခိုင်မာမာချမှတ်ခဲ့ပါတယ်။ဟိုစင်ကသူတို့ရွာဒလားမျိုးနဲ့ချောင်းပေါက်တစ်ခုရှိခဲ့ပါတယ်။ အဲ့ဒီချောင်းဟာပင်လယ်တရေတက်လာမှရန်ကုန်မြို့ဘက်ကိုလင်းနဲ့လာလို့ရတာပါရေမရှိခဲ့ရင်မွေကိုက်ဒူနာကိုထန်းစင်နဲ့တာယိုးတိုင်းတယ်လာရပြီးလမ်းမှာပဲအသက်ဆုံးရှုံးရတာများပါတယ်ဒီတော့ဘာဆန်ဟာမွေကိုက်လူနာတွေကိုကုပေးခြင်းပေမဲ့ဘာပညာမှမတက်လို့၅ဘာတီလာကိုမြဲမြံသွားဆောင်းတိန်ပြီးဝေမြင်မတက်ပဲလွတ်ရကျွာကိုသာမောင်းထုတ်ပါတယ်မွေသားကိုလည်းမစားဘူးခန္ဓာတုတ်တော်ကိုလည်းမပြတ်ရွတ်ဖတ်တရေစေပါတယ်တနေ့တော့ဘာဆန်အလိုပြေးဖို့ဖြစ်လာခဲ့ပါတယ်အဲ့ဒီဖြစ်ပျက်ကတော့ ရွှေအောင်ကျောင်းကဇေယျမှာဆန်းဆရာကြီးတယောက်ရောက်နေတယ်တဲ့ဟောလာမိမရဲ့ဘယ်ရဆရာမှမသိပဲဟွတော်စင်တိကျင်ဆရာတော်ဆုံးညင်သွားဖို့ရင်ဆုံးသမ်းဖို့ဒါနဲ့ဗာဆန်ဆုံးညင်ဆွဲပြီးရွာနောက်ဆရာတော်ရဲ့အကြောင်းကိုရောက်ခဲ့တာဗောဆရာတော်ကြီးကိုဥချဆုံးကပ်ပြီးဇေယျဘက်ကိုမရောမလဲနဲ့ထွက်လာခဲ့ပါတယ်ဆရာကြီးကရှမ်းတိုင်းသားဖြစ်ပြီးရှမ်းကောင်းပေါင်းရှမ်းတိုက်ပုံရှမ်းမောင်းမီနဲ့ဖះเจ้าတော်ရှိမှပြိစိတ်နေပါတယ်ဗာဆန်လည်းမလန်းမကန်းမှအသာတိုင်းပြီးဆရာကြီးကိုအကဲခံနေတာဗော ဒီရွာကဘာဆန်ဆိုတာမင်းလားသူ့ကိုလက်မကြည့်ပဲပြောလိုက်လို့ဘာဆန်ကစက်သိန်းမွေးညင်းနေထားသွားပါတယ်သူ့အကြောင်းတွေကိုဘယ်လိုလုပ်သိနေပါသလဲဟုတ်ပါတယ်ဇာကြီးခင်ဗျာကျွန်တော်အကြောင်းတွေကိုဘယ်လိုလုပ်သိနေပါသလဲအေးငါရှမ်းပြည်ဘက်ကကြွလာပြီနင်လက်စေးကူနေတာအထူးသဖြင့်ပယောကားနဲ့မွေကိုက်လူနာတွေကိုစေးကူတယ်မင်းအကြောင်းကိုငါသိနေတယ်ကွမင်းလူတွေအသက်ကိုကဲတင်နေကြတယ်သိတယ်ချိန်မကြသေးလို့ငါမင်းတို့ရောက်မရောက်တာကွအခုမင်းရဲ့သီလမဲပုံတွေကိုသိရလို့ငါရောက်လာပြီ ဘာဆန်ဟာတခါတည်းဆရာကြီးကိုယုံသွားပါတော့တယ်ဟုတ်ပါတယ်ဆရာကြီးကျွန်တော်တို့ရောင်မှာပိုးထိပ်ပြီးစုံသွားတဲ့လူတွေမနှဲတော့ပါဘူးဖြစ်နိုင်ရင်မွေးပညာကိုသင်ပေးဖို့တောင်းပန်ပါတယ်ဗျာအေးဟုတ်ပြီအဲ့တော့မင်းငါခိုင်းတာကိုတူတူမတိန်လုံနိုင်မယ်ဆိုရင်မင်းကိုမွေးပညာသင်ပေးမယ်ဒါပေမဲ့မင်းကမွေးကြိုက်လူနာတွေစီကအခချင်းဝင်ပြူရအောင်နော်ဖြစ်နိုင်မှာမလားဖြစ်ပါတယ်ဆရာကြီးရေကျွန်တော်မှာလေက40ရှိပါတယ်စားလောက်ပါတယ်ကျွန်တော်တံတွားတွေကိုကဲတင်ညင်လို့ပါဗျာအေးဟုတ်ပြီဒါဆိုရင်ကောင်းပြီ မင်း49ရက်ငါနဲ့အတူဒီဇင်ဘာမှာဒိတ်ထိုင်ဝင်ရမယ်ကွာပြီးတော့တက်တက်လို့စားရမယ်ဖြစ်ပါမလားဟုတ်ဖြစ်ပါရဲ့ဆရာကြီးနော်ဝင်ကတီလာပါယူရမှာနော်ဟိုရပါရဲ့ဆရာကြီးကျွန်တော်အိမ်မပြန်မဲ့ဆရာကြီးကိုဝကြီးဝင်ငယ်ပြုစုပါမယ်အေးဟုတ်ပြီအဲ့ဒါဆိုရင်ဒီနေ့ဒီချင်းရစားလို့မင်းအညိုရောင်အဝတ်အစားပြောင်းဝင်ကအဲ့ဒီချင်းရစားပြီးဘဆန်ကဆရာကြီးနေတဲ့ဇီယာကနေအိမ်မပြန်တော့ပါဘူးအိမ်ကဇနီးကတက်တက်လို့စောင်းညိုင်အမြင်လာဖို့ပေးပါတယ် သူစပြီးကျင်းရတာက ကိုမသီလယူပြီးတာနဲ့ပထမဃာရာကိုပရိတရားရှိပန်နေ့စဉ်ဆက်ရတာပါပဲဃာရာကိုစစသည်မရတော့အခက်အခဲရှိပေမဲ့နောက်ပိုင်းအစဉ်ပြေသွားပါတော့တယ်ပထမဃာရာတော်ကိုတနေ့ကိုပရိတရားရှိပန်ဆက်ရတာလွယ်တော့မလွယ်လာပါဘူးနေ့ညမပြတ်ဆိတ်နေရတာပါနောက်တော့လည်းအစဉ်ပြေသွားပါတယ်ဒီလိုနဲ့49ရက်ပြေသွားတဲ့အခါရှမ်းဆရာကြီးကငါတပည့်မင်းကငါခိုင်းတဲ့အတိုင်းတသွေးမတိန်ကျင့်ခဲ့တယ်အခုဒုတိယအစဉ်ကိုစမယ် အဲ့ဒါကဒီပထမန်ဂါရာကိုပဲ49ရက်ဆက်ပြီးပရိစိတ်ပြီးတော့တရက်ကိုပထမန်ချုပ်အင်းတင်းစီတောက်ရမယ်ပြက်လို့လည်းမရဘူးပါငါကိုယ်တိုင်အင်းကိုစီရင်ပေးမယ်အင်းချာနေကိုလည်းတင်ပေးမယ်ဟုတ်ပြီလားဗါဆန်အလွန်ပျော်သွားပါတယ်သူတင်ရင်နဲ့ပညာရသည်ပထမအဆင့်အောင်သွားပြီဆိုပါတော့ဟုတ်ကဲ့ပါဆရာကြီးအင်းကိုလည်းတောက်ပါမယ်တင်လဲတင်ပေးပါခင်ဗျာဒါပေမဲ့မင်းအမဲသားမစားဘူးဒီ49ရက်အင်းတောက်နေတဲ့မှာအင်းကမိမ့်မလာခေါ်လဲမလိုက်ရဘူးကြာလားဟုတ်ကဲ့ပါဆရာကြီးဆရာကြီးဒီထိုးနေမှစား၍ တနေ့လေတွင်ပထမံကျုပ်အင်းတင်းရစတင်တိုက်ပါသည်ပထမံကျုပ်အင်းမှာပထမံငါတာကိုအနှုတ်လုံးပြိလုံးချထားသောအင်းဖြစ်ပါသည်အင်းတောက်သည့်နေမှစတင်၍ဗားဆန်သည့်တကိုယ်လုံးရှိန်တိန်ပိန်ပိန်ဖြစ်နေ၏ညာဘက်အိမ်မက်မက်လျင်လဲမွေးကြီးများငကားကြီးများကသူ့အားလာ၍အယိုသေးပေးသည်ကိုမြင်မက်မိလေသည်ဤသို့ပြင်ဆယ်ရက်ခန့်အကြာတွင်ကိုစံလွင်အိမ်ကိုခဏလောက်ပြန်ခဲ့ပါဦးတာအီးဘာဖြစ်လဲမသိဘူးဖျားနေလားမသိဘူးခေါင်းကရမ်းတွင်ပြောနေတယ်ဗားဆန်သည်တာအစောကြောင့်ဘာလုံးအမီမသိဖြစ်သွား၏ သို့သောဘာဆိုင်ဤဇနီးသည်မျက်လုံးများသည်အရေးတလဲလဲဖြစ်နေသည်ကိုတွေ့ရသည် ထိုစဉ်ဆရာဤသည်အနောက်ချောင်းဆရာတော်ကြီးအားတွားရောက်ဖူးမြော်နေရမှယုတ်တည်းပြန်ရောက်လာသည်မိန်းကလေးဘာဖြစ်တာလဲပြောပါဦးဆရာကြီးရဲ့အိမ်မှာသားကြီးဆုံးကဘာဖြစ်မှန်းမသိဘူးကိုရေပူပြီးခရောင်ကရမ်းနေပြောနေအဲ့ဒါနဲ့ကိုဆန်လိုရခဏလာခေါ်တာပါနင်းသားဘာမှမဖြစ်ဘူးကောင်းပါလေကျောဓမ္မဒီဆေးလုံးလေးကိုရေနဲ့ဖြောတိုက်လိုက်ဒါနဲ့နင်းနဲ့နေဦးဆရာကြီးသည်ဘာဆိုင်ဤဇနီးအားရေမှန်းတစ်ခွက်ကိုတိုက်လိုက်ပါသည် စောစောကအေးလဲနေသောဗဆန်၏ဇနီးသည်ချက်ချင်းမျက်နှာညှို့ကြသွားပြီးအကောင်းပဂရိတားအိမ်သို့ပြန်သွားပါတော့စီအေးအဲ့ဒါအနောက်ရှက်တွေပဲလူကလေးရဲ့ရွာရှိရာရွာသူကမင်းကိုအနောက်ရှက်ပေးနေပြီမင်းကလေးကိုနေမကောင်းအောင်လုပ်ပြီးတော့မင်းကစိတ်ပူပြီးအိမ်လိုက်သွားကလေးကတက်တာလာရောမင်းဇနီးကမင်းကိုအိတ်ခမ်းနဲ့ခေါ်သင်းသွားလေဒါဆိုငါတို့အစအနေပြန်လုပ်နေရလိမ့်မယ်ကွာရပါတယ်ကွာငါကြည့်စီစဉ်လိုက်ပါမယ်ဆရာကြီးဒီမိုင်းကင်စက်ကူတွင်အင်းတစ်ချက်အမြန်ချ၍ဂါရာတစ်ပုံးမဲလိုက်ပြီးရွာအရှိတ်ဘက်သို့လုံးချီပြီးလွတ်ပြစ်လိုက်ပါသည် များမကြမီရွာရှေပိုင်းမှာတော်ဘူးမှကြီးရန်ကုန်တို့အရေးကြီးကိစ္စရှိပြီးရက်ကြကြခရီးထွက်သွားကြောင်းသိရပါတော့သည်ဤသို့ပြင်ဗဆန်အင်းတောက်နေတာ49ရက်ပြည့်သွားပြီဖြစ်သည်ဆရာကြီးသည်ဗဆန်အားအင်းအဟင်းဂါရတပုတ်ကိုအလွတ်ချခိုင်းပြီးတော့တန်ရှစ်ချက်ဂါရအားမိုင်းကြိုင်စက်ကူမှချပြီးအဆောင်ဖြစ်ဆောင်းခိုင်းပါသည်အဆိုပါအင်းသည်ယခုကဗဆန်ပေးတဲ့ပြည့်ကျွန်တော်၏လက်ဝဲအဆောင်ဖြစ်ရှိနေပါသည်၎င်းပြင်ပထမံကျုပ်အင်းစီရင်ဤလဲကျွန်တော်ဟာဗဆန်ကချီးမြှင့်ခဲ့ပါသည် အင်းအဟင်္ကာရကိုလည်းလက်ထပ်တင်ပေးထားပါသည်။ဘာဆန်အားပညာရများတင်ပေးပြီးနောက်ဆရာကြီးသည်ရှမ်းပြည်နယ်ဘက်သို့ပြန်သွားပါသည်။မပြန်ခင်တတော်အားတို့၏အစိတ်တော်များနိုင်သောဆေးပင်လေးများလက်တွေ့တင်ပေးသွားသည်သည်။သို့သောဆေးကုလျင်နှုတ်မိတ်ပြင်သာကူခိုင်းပြီးရေမန်းတစ်ခွက်တိုက်ခိုင်းသည်။ဆေးမြင့်များမှာဝေကိုက်တန်ရာအားကျက်သွားရန်လိန်ခိုင်းခြင်းသာဖြစ်သည်။တနေ့တနိုင်တနော်သည်ထော်ရွာသို့အလဲတစ်ခေါက်ပြန်လာ၏။ အဘဲကြောင့်ဆိုတော့ထိုရွာသည်အမေဤဇာတိရွာဖြစ်နေသောကြောင့်လဲငငယ်ကလည်းခဏခဏဆိုသလိုရောက်ဟု၏ထိုမှာပင် အမာဝမ်းကွဲဖြစ်သူဗာဆန်ဤဇနီးအားလည်းတွားနှုတ်ဆက်ပါသည်ထိုအချိန်မှာဗာဆန်အိမ်၌မွေဝဲကြိုက်သောလူနာတယောက်ဟာကုသပေးနေခြင်းဖြစ်ပါသည် အကိုဘာလုပ်နေရလဲလာလေကွာအတန့်စီကဒီမှာလူနာဆဲကုနေတာကွာလာထိုင်အောင်မင်းလည်းဘိုးတုတ္တရရလာပေါ့မဖြစ်တာလေအကို မွေးမွေးကြီးကြိုက်တာလေကွာမင်း channel တွတ်ကြည့်ပါလားနဲတဲ့ကောင်ကြီးမဟုတ်ဘူးရောက်ရင်ငါ channel ကိုတော့အသေးမခိုင်းဘူးကွာကျွန်တော်လည်းမွေးပွဲရှိရာသို့လက်မီ channel တို့ထွက်ကြည့်မိသည်လက်ကဝကံအကွက်များပြည့်နေသော လုံလုံတုတ်တုတ်မွေးကြီးသည်အဆန်အလားတည်နေလေသည်အကိုအကိုအမျက်စင်းုံသွားလေရွာမှာလည်းစေးပေးကန်းရှိတယ်မဟုတ်လားပဲဗျစေးကန်းခေါ်သွားကြပါလားဝေးကြီးကလည်းနဲတဲ့ကောင်ကြီးမဟုတ်ဘူးလူနာမှာကိုအောင်ပိုင်းများပြာနန်းသာပြူလာပြီးတတိလင်နေပါသည် ရွာစည်းကမ်းမှာမွေသေးပြက်နေတဲ့အကိုလေးကဒါနဲ့ဆောင်ဝင်းကြီးကဘားဆန်ဒီအမြန်ခေါ်သွားစလို့လာကြတာအမှန်မှာကျွန်တော်ဒီမွေကိုက်လေရင်ပျောက်စီစရာများအယုံကြည်မရှိပါအကိုဝမ်းကွဲတော်ဆက်သူဘားဆန်မွေကုနေသည်ကိုလည်းကျွန်တော်မသိပါအကိုဖြစ်ပါမလားဗျကျွန်တော်ကထိုးသွေးမေးလိုက်သောအခါလူနာနဲ့ပါလာသောလူကြီးတူကဘာမှမပူပါနဲ့လူလေးကမင်းကိုပျောက်အောင်ကုနိုင်ပါလေ မောင်တန့်စင်ရဲ့နေဝင်ရီတရောမှာမွေကရင်အပမိတဲ့တဲ့ဓာရီကိုတော့ငါနိုင်အောင်ကုလာတာပါကွာသူ့မှာတေကံမရှိသေးဘူးသူအသက်ရှင်မှာပါအကိုဟာလည်းကြည့်လို့ပါအောင်ညာလူနာတကောလုံးကပြာနှဲနေပြီဗျမင်းအသာကြည့်နေသားပါကွာကဲကဲရင်းနှွေးချမ်းတောက်လိုက်ရောဘာဆန်ဒီလူနာဖះเจ้าတော်ကြောပေးတိုင်ခိုင်းလိုက်ပြီးခြေစင်းခိုင်းလိုက်ဤလူနာဤခြေတလုံးတွင်မွေကရာကြီးကအစွဲနှစ်ပေါက်နဲ့သွေးမဲများစိတ်ထွန်နေဤနောက်ဆုံးအပိုက်ရောက်တော့ဘာဆန်ဤအတန်ဒီပြင်းထန်လာသည် ကျွန်ုပ်အင်းရသာတကောပြာသည်တေသာထက်အရှိန်ကြီးစေသောတက်တက်အင်းသက်တကောထက်သည်ဘဝန်တိုင်အောင်ရောက်စေသော အောင်းစေရတုအောင်းစေရတုအောင်းစေရတုတွားဟုံဟုံသူရွနေသည့်အတန်းကြောင့်ကျွန်တော်သည်ပင်ချက်သီးများထလာရသည် ပြီးတော့ဗာဇန်ဒီဦးကောင်းမှနေ၍သူ၏ညာလက်ဖြင့်လူနာ၏တကိုယ်လုံးကတတ်ချလိုက်ပါတော့သည်ထူးဆန်းသည်မှာဝေကိုက်အစွေရန်ခြေတလုံးအောင်မှခန္ဓာသောထွေးကံထဲတွင်တိုးရင်မဲများအဆက်မပြတ်ဆင်းလာခြင်းပင်ကျွန်ုပ်လူနာအဆက်မပြတ်ကြည်နေမိသည် စောစောကပြန်နှန်းနေသောလူနာမှာသွေးရောင်ပြန်လွှမ်းလာပြီးညှဉ်းညူလာပါသည်ဝေကရဲ့ဆွေရာမသွေးမဲများကုံမွားသောအခါသွေးနေရောင်များလိုက်လာသည်လူနာသည်ညှိပြီးရေတောင်းသည်ပူလိုက်တာဗျာပူလိုက်တာဗျာရေတိုက်ကြပါအောင်ရေတိုက်ကြပါအောင်လူနာရှင်များကရေတစ်ခွက်တိုက်သည်ဗဆန်သည်ဝေကရာသွေးတိတ်သွားအောင်လက်နဲ့ပေါ်တက်လိုက်ပြီးသွေးတိတ်သွားသည်နှင့်စင်းမြင့်လေးတစ်မြေအားသွေး၍လိမ့်ပင်နေသည်ပြီးတော့လူနာရှင်အားဒဏ်ရာအကျက်သည်ဤသည်လိမ့်ပေဖို့ပြောသည် ကျွန်တော်ဒီဗဇက်အဟောင်းသားနဲ့ဗာဆန်မွေကိုင်းလူနာ ကုသဘုံကတန်တော်ကြည်နေပြီတော့ဒီအခုအခုဒီပညာကြီးဘယ်တော့မှတန်နေရလဲဗာကျွန်တော်တို့လည်းမသိရပါလားမင်းကလေးဘဝငါတို့ရွာကိုလာလဲပြီးတက်ကတော့တက်ပြီးပျောက်သွားကြတဲ့ငါသားလေးတက်နေရလေကွာအကဲအခုမင်းယုံပြီလားလူနာစီထထိုင်နိုင်နေပြီဖြစ်တော့လေကျွန်တော်စိတ်ထဲတွင်သိမယုံသေးပါလူနာနဲ့လူနာဆောင်များကဗာဆန်ကဖျောင်းနိုင်တဲ့တို့အမွေးနိုင်တဲ့တို့ကြတော့ပြီးပြန်သွားကြပါသည် အကိုကလည်းဗျာအကိုဟာလည်းလူအသက်တကြောင်သိမလို့ဟာပြောင်းအောင်ကိုပြရတာတော့ဖျောင်းတိုင်မွေးတိုင်ပဲလားဗျာရန်အောင်မသာဆိုရင်သိန်း30 25သိမ့်မယ်။အိုးမောင်တန့်စီရဲ့ငါဒီပညာသင်ကလေးကလောဘတက်ပြီးငွေချင်းမယူပါဘူးလို့ဂရိခံခဲ့တာလေကွာ။ဒီဂရိသစ္စာရဲ့အကျိုးဆက်နဲ့ဆရာကြီးရဲ့ပညာမွေးကငါအနှစက်ကိုကုချိန်တီမပြောက်သေးဘူးကွာ။ကျွန်တော်အကိုပြစ်သူဗဆန်အလွန်ထင်ကြီးသွားကြီး။အဲ့တော့အကိုကျွန်တော်ဒီပညာသင်ပြပါလားဗျာ။မင်းကတင်မော်သာလူပေါင်းလေးစုံနေစာရေးစရာပြီးတော့ဂျာနယ်လစ် ဘီယာတွေလည်းတောက်တယ်ငါလို့49ရဲ့ဒိတ်တန်ဝင်နိုင်လို့လားကွာကဲပါကွာကျင့်စဉ်တွေကိုလိုက်မဲ့ငါပြောပြမယ်မင်းကိုမင်းတန့်စင်လာတဲ့တနေ့မင်းဒီပညာတွေကိုလေ့ကျင့်ပြီးတော့ဖြစ်လာလေလောလောဆယ်တော့မင်းကနေဆုံးသွားနေရတာဆိုတော့ငါ့ကိုဆရာကြီးချီးမြှင့်ခဲ့တဲ့တန်ရှစ်တဲ့အိမ်ကိုအဆောင်အဖြစ်ငါပေးလိုက်မယ်ဆောင်းထားအန်ဒီရကင်းလိုက်မယ်ကျွန်တော်ဒီဘာဆန်ပေးသောအင်းကြလေးကအမြတ်တနိုးပြပတ်ဆက်ရတဲ့အမြဲတမ်းသားကြီးယနေ့အထိတော့ဘာအန်ဒီရမှမကြုံသေးပါကြုံရမည်ဆိုလျင်လည်းအကြောင်းတစုံတရာကြောင့်လော့ခတ်တည်ကြီးရှိခဲ့ပါသည် ဘာဆိုင်ရဲ့အကိုကြီးဘာဆိုင်ရဲ့လေထဲမှာစပားရိတ်ကြမလို့လာကူပါအောင်အင်းရှင်းမှာစပားရိတ်မိမိန်ကလေးများကြီးအတန်ကြောင့်ဘာဆိုင်ကျွန်တော်အားခေါ်ပြီးရွာပြင်ဘက်ထွက်ခဲ့ကြပါသည်ရွာပြင်ရောက်တော့စပားရိတ်မိလေကွင်းထိတ်မှာဘာဆိုင်ရက်ပြီးနှုတ်ကလည်းဘာတွေရွတ်ဆိုနေသည်လည်းမသိလက်မှလည်းဝေယံပြီးလေကွင်းထဲမှာမွေများကိုနှင်းနေသည်ထင်ပါသည်ကျွန်တော်ထိုးရွာမှမပြန်သေးပဲရွာထိပ်ရဲ့စကံဘေးမှာကြည်လက်ကျမ်းပါဤဌာနတိုင်းနယ်စေယုံတို့တွား၏ကိုကိုကိုနှုတ်ဆက်၍တာဝန်ညဆရာဝန်နှင့်တွေ့ပါသည်ထောက်တာ ဘာစံမွေကူတာတကယ်လားဗျဟုတ်တယ်လေညီလေးကအကိုတို့တိုက်နေစေးုံမှာတခါတည်းလေးမွေစေးပြတ်သွားရင်လူနာကရန်ကုန်ဘက်ကိုသွားဖို့အနည်းဆုံး၃နာရီကြာမယ်ဒီတော့လမ်းမှာတေးမှာပဲလေရှေဦးဒူနာပြုတ်နဲ့ဘလောက်ပဲလှုပ်လို့မွေဝင်းမွေရောက်တည်းကတိတ်ကြီးနေစိတ်မချအောင်ဒီတော့ငါတို့ကဘာစံစီလွှတ်ရတာပဲဒီနယ်ဘက်မှာဘာစံကူးလို့လူတရာမှာ95ရောက်အသက်ရှင်နေငါရောက်ကသေးနေစေးနေပြီလို့ဘာစံပြောတယ်အကိုတို့ကဘာစံရဲ့အကျင့်သီလကိုယုံနေရဲ့ကွာပြီးတော့မွေတွေကလမ်းမှာဘာစံကိုတွေ့ရင်ခေါင်းကုန်ပြီးရှောင်းသွားတာလူတိုင်းတွေ့ကြတော့မယုံလို့မဖြစ်ဘူး ကျွန်တော်မယုံမကြည်ဖြစ်နေသည်များပြီးဆုံးသွားပါပြီကျွန်တော်ထိုယာမအမျိုးများနှုတ်ဆက်ပြီးပြန်ခဲ့၏အကိုဝမ်းဝဲဖြစ်သူဘဆန်နှင့်အမကရော့ပြီးပြန်ခဲ့ပါ၏တနေ့နေ့တစ်ချိန်ချိန်မှာအကိုဖြစ်သူ၏ပညာအမွေကျွန်ုပ်ရရမည်ဟုဆုံးဖြတ်ချက်ချလိုက်ရပါတော့သည် အဆုံးထိနားဆင်အားပေးခဲ့ကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအခုဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like လေးနှိပ်ထားခဲ့ပြီးတော့ကျွန်တော်နဲ့ဆောင်းအောင်များ channel ကိုလည်း subscribe လေးနှိပ်ခဲ့ပေးပါအောင်ခင်ဗျာအခုလိုပဲထူးခြားတွေများပြည့်ရစမ်းကြအကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးနေတယ်လို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ